ပဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးအောင်မင်းစူးစီးတင်ဆက်ထားတာပါဒီလက်ရှိစင်ကာပူမှာပေါ့နော်စင်ကာပူမှာဘာဖြစ်လဲဆိုတော့မြန်မာတန်ယုံအတွင်ယူပြီးတော့နိုင်ငံမှုလက်မှတ်တွေတက်တန်းတိုးတာတက်တန်းတိုးဖို့အတွက်အခချင်းငွေတောင်းပြီးတော့လိန်လေတာတို့ဘာလို့ရှိနေရဆိုရင်သတင်းတပုတ်ကျွန်တော်ဖတ်လိုက်ရတယ်အဲ့တော့ကျွန်တော်သတင်းတပုတ်အရင်အဲ့သတင်းကိုအရင်ဖတ်ပြမယ်ပြီးရင်ကျွန်တော်သုံးသပ်မယ်မြန်မာတန်ယုံအတွင်ယူပြီးရောတဲ့နိုင်ငံကူးလက်မှတ်တက်တန်းတိုးအတွက်ငွေကြေးလိန်လေမှုများရှိနေရဆိုပြီးစင်ကာပူမြန်မာတန်ယုံကကြေညာထားတယ်တဲ့ မြန်မာတန်ယုံလိပ်စာပင်တန်ယုံအသွင်ယူကအင်တာနက်စာမျက်နှာဖွင့်ပြီးတဲ့နိုင်ငံကူးလက်မှတ်တက်တန်းတို့အပါအဝင်ကောင်စစ်ဆိုင်ရာကိစ္စတွေကိုဝန်ဆောင်မှုပေးကြောင်းကြေညာပြီးငွေကြေးလိမ်လည်တာတွေရှိနေတယ်လို့စင်ကာပူမှာရှိတဲ့မြန်မာတန်ယုံကအော်တိုဘာ23ရက်နော်မနေ့ရပါဘောနော်အတိပေးကြေညာတယ်တဲ့မြန်မာတန်ယုံအနေနဲ့နိုင်ငံကူးလက်မှတ်တက်တန်း14လအထိလက်ကျန်ရှိသူတွေကနိုင်ငံကူးလက်မှတ်ပထမစာမျက်နှာနဲ့တက်တန်းရှိ ဝက်ပါမစ်စတေးပါမစ်ကတ်ရှေ့နောက်မိတ်တူ PR ကင်ဆောင်သူတွေအနေနဲ့ re-entry form ခုနှစ်အားတဲ့ form 7မှာ form 7အားတန်ယုံရဲ့ WhatsApp နံပါတ်ကိုတက်တန်းတိုးရန်ပေးဖို့ကရချင်းရယူနိုင်တယ်လို့ထုတ်ပြန်ကြေညာထားပါတယ်တဲ့၎င်းကြေညာရကိုမသိရှိသေးတဲ့သူတွေအပေါ်မြန်မာနိုင်ငံသားအချင်းချင်းစာနာထောက်ထားမှုမရှိပဲရချင်းယူပေးမည်ဟုဆိုကလိန်လေအခကျင်းငွေရယူတာတွေရှိနေတယ်လို့ မြန်မာနိုင်ငံသားအချို့မှာအခကျင်းငွေပေးပြီးတော့လဲရက်ချင်းမရတဲ့အတွက်တန်ယုံတို့လာရောက်တိုင်ကြားမှုများရှိနေပါတယ်လို့သိရတယ်တဲ့အခုလိုတိုင်ကြားမှုတွေအရာစီးစစ်ခဲ့ရမှာမြန်မာတန်ယုံလိပ်စာဖြင့်တန်ယုံအသွင်ယူပြီးကောင်စစ်ဝင်ဆိုင်ရာဝန်ဆောင်မှုများဆောင်ရွက်နေတဲ့အင်တာနက်စာမျက်နှာကိုတွေ့ရှိရတဲ့အတွက်မြန်မာနိုင်ငံသားများသတိပြုရှောင်ကြဉ်မှုအသိပေးထားပါတယ်တဲ့ ဒါအပြင်နိုင်ငံကူးလက်မှတ်တပ်တန်းတို့အတွက်တန်ယုံတို့လာရောက်ဆောင်ရွက်စဉ်ကုန်ကြမိတတ်မှတ်နှုံထားတဲ့ပုံမူကောက်ယူမှုရှိပါကတန်ယုံဝင်းအတွင်းမှမထွက်ခွာမီတန်ယုံတာဝန်ခံအရာရှိကိုချက်ချင်းတိုင်ကြားပေးဖို့နဲ့တပ်သေးအချက်လက်ခိုင်လုံမာကငွေကြေးပုံမူကောက်ခံသူကိုထိရောက်စွာအရေးယူသွားမယ်ဆိုပြီးမြန်မာတန်ယုံကညင်ညာထုတ်ပြန်ထားပါတယ်ဆိုဒီလိုရေးထားတာပေါ့နော်အဲ့တော့ပြောရလို့ရှိရင်ကျွန်တော်တို့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံပေါ့နော်အဓိကအဖြစ်တော့မြန်မာနိုင်ငံမှာအဲ့ အဓိက online မှာရှိတဲ့လိန်လယ်မှုတွေကတော်တော်ခံနေရတယ်မြန်မာနိုင်ငံသားတွေတော်တော်များများဒါပေမဲ့တချို့ကလည်းတစ်ခါလိန်ခံရတယ်တစ်ခါလိန်ခံရတယ်တချို့ကလည်းသတိရှိတဲ့လူတွေကြောက်တယ်သူတို့အလိန်ခံခံရခံနေဟာ우သူတို့ online ပေါ်ပြန်တင်ပေးလိုက်တာပေါ့နော်ဥမာပြင်ထားပါတော့ဟာလားအခွန်အရင်တော့ကျွန်တော်ပြောခဲ့ဘူးပါတယ်ဟာလားအခွန်ရုံးမှာဖြစ်တယ်အာခမရတို့ကအခွန်အတွက်အာကျွန်တော်ဘာဖြစ်တယ်ခမရ KB ဘာဖြစ်တယ် KB ကိုလာပြန်ပြီးတော့စီးစေးရမယ်ပါညာပုံတရံအမျိုးမျိုးနဲ့အတန်းလည်းတကယ်ကိုအစိုးရဝန်တန်းတယောက်အတန်မျိုးနဲ့ပေါ့နော်ပြောပြီးတော့လိန်လေကြတာ၄ရှိတယ တချို့ကပြန်ပြီးတော့ line မော်တင်ပေးတဲ့အတွက်တော်တော်များများလည်းတိကြရတယ်ဗောနောတိကြရတယ်အခုဒါကတော့ပြောရလို့ရှိရင်တော့တန်ယုံ website ပုံစံလုတ်ပြီးတော့ဒါလိန်တာဗောနောအဲ့တော့ဒါကလည်းပြောရရင်တော့ online ငွေ online လိန်လည်မှုပဲဗျာเนาะ online လိန်လည်မှုပဲအဲ့တော့တခုရှိတာကတော့ကျွန်တော်တို့ကဒါတွေကိုတော့ဟိုရေစုံရေစားတော့ live ဖို့လိုတာဗောနောတချို့ကတော့ဟိုပြောရလို့ရှိရင်တော့လိန်တာကတော့ဟိုတကယ်လိန်လိုက်တယ်ပြီးတော့မှ online ကိုလွှဲချတာရင်လည်းရှိတာရင်လည်းရှိနိုင်တာဗောနောအဲ့တော့ဒါလည်းကျွန်တော်ပြောချင်တာအဓိကဘာလဲဆိုတော့ ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့လက်ရှိအနေထားမှာ online သုံးတာလည်းသုံးကြပါနော် online သုံးတာလည်းသုံးကြပါလက်ရှိ AI ခေတ်ကြီးမှာနော် AI ခေတ်ကြီးမှာဘာမစိုးဖြစ်နိုင်လဲဆိုတာခေါင်းထဲထည့်တာနော်ခေါင်းထဲထည့်တာကျွန်တော်တို့ကျွန်တော်ဟလာကျွန်တော်တို့ Netherlands နိုင်ငံမှာဆိုလို့ရှိရင်ဒီအစိုးရရဲ့ဝန်ဆောင်ဝန်ဆောင်မှုတွေမှာပေါ့နော် e-government ရှိတယ်ဒါပေမဲ့အမြဲတမ်းစာရွက်သက်သေလိုတယ် e-government အတိုင်းတော့လုပ်တယ်ဒါပေမဲ့စာရွက်သက်သေလိုတယ်အဲ့ဒါကြောင့်ဥရောပမှာ Netherlands ကိုဘာလဲဆိုတော့ the paper paper country လို့တော့ခေါ်တယ်ပေါ့နော်ဒီလိုမျိုးသူစာရွက်နဲ့အမြဲတမ်းသူကစာရွက်ပေါ်မှာဟာကိုပို့ပြီးတော့ယုံကြည်တာပေါ့နော်အဲအဲ့လိုမျိုးတော့ရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီ AI KG မှာကကျွန်တော်မြင်တိုင်းလဲယုံလို့မရအောင်ကြားတိုင်းလဲယုံလို့မရအောင်တော်တော်များများကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲဟိုစမ်းစစ်မှုတွေပေါ့နော်ဒီ check recheck ပေါ့နော် counter check အဲဒါမျိုးတော်တော်များများလုပ်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ AI KG မှာထားပါတော့ဦးဆိုကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ထားပါတော့ကျွန်တော် iPhone ကိုင်တယ်ကျွန်တော် iPhone ကနေကျွန်တော်ကသူကဟိုဘယ်လိုခေါ်မလဲ ဒီ face ပေါ့နော် face scan လုပ်မလားဒီမျက်နှာနဲ့ပေါ့ဗျာသူသူဒီ iPhone ရဲ့ security lock ကိုမျက်နှာနဲ့လုပ်မလားလို့ပြောတယ်ကျွန်တော်မလုပ်မလုပ်ဘူးဆိုတော့ဒါကဘာလဲဆိုတော့ဒီဟာတွေနောက်ပြီးတော့ကျွန်တော်တို့ဒီမျက်နှာနဲ့ skin lock မပေါ်ခင်ကကျွန်တော်တို့ဒီလက်ပွေပေါ့နော်ဒီလက်ပွေဆိုတာလေပွင့်လင်းပြောရလို့ရှိရင်ဒါကလေသူတို့အနေနဲ့ဒါတွေမှတ်တမ်းတင်နေတာဗျမှတ်တမ်းတင်တာကဘာဥမာကဘာမှာရှိတဲ့အခု iPhone 3နဲ့လူတွေတော်တော်များများကသူတို့လက်ပွေသို့မဟုတ် face scan ပေါ့နော် face scan ပေးထားတယ် ဲ့တော့ဒါတွေကပြောရရင်တို့ဟိုပွင့်လင်းပြောရအောင်တော့ဒီ Interpol တို့ပါလို့တယ်ဒါတွေကဝင်သွားမှာတိုးတီးမဟုတ်ဒီဟာတွေကနေပြီးတဆင့်ဒါတွေကပြောရရင်လိန်လေတဲ့လူတွေရှိလို့လေရောက်ရင်ရောက်သွားနိုင်တယ်အကယ်၍များထားပါတော့ဒီ iOS အဖောက်ခံရတယ်ဘာညာဆိုရင်ပေါ့ဗျအဲ့တော့ဒါတွေကပွင့်လင်းပြောရရင်တော့ဒီ online မှာရှိတဲ့ဟာတွေတချို့ကိုမသိတဲ့ဟာတွေကိုမလောက်တာအကောင်းဆုံးပဲအယိုးရှင်းဆုံးသွားတာအကောင်းဆုံးပဲဟာလားတချို့ဆိုလို့ရှိရင် service တွေပေးတယ်ဗျထားပါတော့ဦးကျွန်တော်တို့အဲတခါလေကြာလို့ရှိရင်တချို့ website တွေ down ပြီဆိုလို့ရှိရင်တချို့ကြော်ညာတွေပါလာတယ် အာဘယ် application ကို download အဲ့ application ကအင်္ဂလိပ်စာသင်ပေးတယ်လို့ဘယ် application ကို down အဲ့ application က gain ကစားလို့ရတယ်ဆိုဒါမျိုးတွေတချို့ကြတော့ကျွန်တော်တငယ်ချင်းနေနေမှာကြည့်တယ်တချို့ down ရတယ်အဲ့ဒါကို down လိုက်ကြတယ်ဒါပေမဲ့ down လိုက်ပြီးရင်အဲ့ဒီမှာပါလာတဲ့ဘေးရွက်ဆိုးကျိုးတွေကတော်တော်များတယ်ဆိုတချို့မသိကြဘူးအခုဆိုလို့ရှိရင်တားပါတော့ဗျာဟလာကျွန်တော်တို့ဒီ TikTok မှာဆိုလို့ရှိရင်ဒီဖုန်းနဲ့ပတ်သက်တဲ့ online လောက်တာပေါ့ဘာခေါ်မလဲအတန် cleaning လောက်တာပေါ့နော်ဖုန်း speaker cleaning အတွက်ဘယ် application ကို down မှာဘယ်လိုလုပ်ပါဆိုပြီးပါတယ် အဓိကတော့ဒါတွေတော်တော်များများကကိုယ့်ရဲ့ data တွေကိုဖောက်တာတွေလည်းဖြစ်နိုင်တယ်။နော်ဒါတွေကကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဒီလက်ရှိ AI ခေတ် internet connection ခေတ်ကြီးမှာကိုအုံနောက်ကိုလည်းကိုသုံးရပါ။နော်ဒီ internet နဲ့ AI ကိုကြီးပဲယုံမနေနဲ့။အဓိကကျွန်တော်တို့အုံနောက်ကိုလည်းကျွန်တော်တို့သုံးဖို့လိုအပ်တယ်။တချို့ကအုံနောက်ကိုမသုံးကြတော့ဘူး။နော်အဲ့ဒီမှာမဟာလာတချို့ဆိုလို့ရှိရင်ထားပါတော့အဲဟိုနေမော်နော် အာဒီ application ကနေပြီးတော့ဒီကနေဘာဘာဘာလုပ်လို့ရှိရင်ငွေဘလို့ဝင်တယ်ဆိုတာအစဒါမျိုးတွေပါပါတယ်ကျွန်တော်အဲ့လိမ်လည်မှုတွေအားလုံးရဲ့အရှိဆုံးကတော့ခင်ဗျားတို့တွေ့လိမ့်မယ်ဗျဒီ online လိမ်လည်မှုတွေကဘာလဲကျွန်တော်တို့ဟလာအဲကျွန်တော်တို့ Facebook တို့ Viber တို့ကနေပြီးတော့သူကလာဆက်သွယ်တယ်အဲ American စစ်ပြန်အမျိုးသမီးပါဆိုပြီးလာဆက်သွယ်တယ်အဲပြီးလို့ရှိရင်သူကအဓိကဘာလုပ်လဲဆိုတော့သူအီရတ်နိုင်ငံကိုစစ်တိုက်တယ်အီရတ်နိုင်ငံကိုစစ်တိုက်တဲ့အချိန်မှာမထင်မှတ်ပဲအိမ်ကြီးတိအိမ်ကိုဝင်ပြီးတော့ ဟလာဝင်စည်းလိုက်တဲ့အချိန်မှာရွှေဒုံကြီးတွေရတယ်ဒေါ်လာဒုံကြီးတွေရတယ်ဗောဒီဒေါ်လာဒုံကြီးတွေဟလာရွှေလိုပြောင်းလို့မရဘူးအမေရိကန်ကိုလည်းတဲလို့မရဘူးနေနိုင်ငံကိုတဲခြင်းနဲ့ဟလာစသည်အားဖြင့်ဒါမျိုးလုပ်ပြီးတော့ပတ်စံလိန်တောင်းတာမြန်မာနိုင်ငံမှာတော်တော်များများအလိန်ခံရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့တော့ပွင့်လင်းပြောရရင်ဒီ online ခစ်ကြီးမှာကဘယ်အရာလှုပ်လှုပ်တတိထားဖို့လိုတယ်တတိထားဖို့လိုတယ်တတိမထားရင်တော့ခင်ဗျားတို့ပြောရလို့ရှိရင်ခုနပြောသူ online လိန်လည်မှုတွေရဲ့တားကောင်ဖြစ်နေမှာပဲ အခုဒါဆိုလို့ရှိရင်ဒါကဒါစင်ကာပူမှာရှိတဲ့မြန်မာတန်ယုံအယောင်ဆောင်ပြီးတော့ website ဖွင့်ပြီးတော့ဟာလာတန်ယုံဗီဇာတက်တန်းတိုးပေးမယ် passport တက်တန်းတိုးပေးမယ်ဆိုပြီးလိန်တာအဲ့ကနေငွေကြီးတောင်းခံတာပေါ့နော်ဒါလည်းပြောရရင်တော့ online scam ပဲ scam မြင်မယ်ပြောရရင်တော့ဒါလည်းငွေကြီးလိန်လည်မှုပဲလိန်လည်တာပဲအဲ့တော့ပြောရရင်အဓိကအပြင်ကတော့သူတို့ရဲ့ပြစ်မှတ်ထားတာကကျွန်တော်တို့လိုနိုင်ငံမျိုးတွေပို့ပြီးပြစ်မှတ်ထားတယ်အဓိကဘာကြောင့်လဲကျွန်တော်တို့နိုင်ငံတွေက ချမ်းသာတယ်ဒါပေမဲ့နိုင်ငံရေးစည်းဝါးရေးတည်ငြိမ်မှုမရှိဘူးနိုင်ငံကချမ်းသာတယ်တည်ငြိမ်စာတာတွေပါကြီးကျွယ်ဝတယ်နောက်ချမ်းသာတဲ့လူကြီးများတယ်ဝင်ငွေကိုဘလို့ရှာရှာရှာလို့ရတယ်အဲ့တော့အဲ့လိုနိုင်ငံကလူတွေကိုတို့ကပြစ်မှတ်ထားတယ်အဓိကအပြင်နောက်ဘလို့ပြစ်မှတ်ထားလဲဆိုတော့ဟာလာပြည်ပမှာကြောင်းတက်မလားပြီးတော့ဟာလာထားပါတော့ဥရောပမှာရှိတဲ့ဘယ်နိုင်ငံမှာနိုင်ငံသားယူမလဲပုံတန်အမျိုးမျိုးနဲ့လိမ်ပါခင်ဗျာစဉ်းစားကြည့်ကျွန်တော်တို့နောက်တစ်ခုကပါလဲကျွန်တော်တို့တိုင်းပြည်မှာကပညာတတ်ဥယျာဉ်နည်းတယ် အကျိုးအတန်းပညာတော့တက်ကြပါမယ် general knowledge ပေါ့နော်အထွေထွေဘူးဆိုတာအားနည်းတယ်အဲ့တော့ငွေကြီးရှိကြတယ်ငွေကြီးချမ်းသာကြတယ်လက်ထဲမှာငွေကိုလက်ဖြားသိအောင်ဟုတ်လားစင်းရဲပါတယ်ဆိုပေမဲ့လက်ဖြားသိအောင်သုံးနိုင်နေကြတယ်ဆိုအဲ့လိုတိုင်းပြည်တွေကိုပြစ်မှတ်ထားတာနောက်ဒီတိုင်းပြည်တွေမှာလာဥပမာပညာရေးစနစ်မတည်ငြိမ်ဘူးစီးပွားရေးစနစ်မတည်ငြိမ်ဘူးနိုင်ငံရေးစနစ်မတည်ငြိမ်တဲ့အတွက်ဘာလုပ်လဲဆိုတော့ဟာသူတို့ရဲ့ကလေးတွေကိုပြစ်မှတ်ထားပြီးတော့ဟာဘယ်နိုင်ငံဘယ်နိုင်ငံအကြောင်းတွေမှာဘလို့တက်ရမယ်ဟုတ်လားငွေကြီးဘလောက်ဟိုနေဟိုဘလို့ခေါ်မလဲတွင်းရမယ်ဘာညာသေးတော့ အဲ့ဒီလိုလိန်ကြတာပုံစံအမျိုးမျိုးနဲ့လိန်ကြတာပေါ့တပီလို့ချင်းဟလာဘယ်နိုင်ငံမှာဟလာဗီဇာရမယ်ဘယ်နိုင်ငံမှာနိုင်ငံသားအဖြစ်နေလို့ရတယ်ဗီဇာကြီးကဘလောက်ဟလာကုညီကြီးကဘလောက်ဆိုပြီးဒေါ်လာတွေတောင်းနဲ့ချီပြီးတော့အလေခံတဲ့လူတွေအများကြီးရှိတယ်တချို့ဆိုလို့ရှိရင်ရှက်လို့ထုတ်မပြောကြတာအဲ့အွန်လိုင်းကနေအလိန်ခံရတာလေနောက်တချို့ဆိုလို့တချို့ဆိုလို့ရှိရင်လည်းဟလာရှယ်ယာကစားတယ်ပေါ့အာရှယ်ယာဘယ်ရှယ်ယာဘလို့ဝင်ဘလို့ဘလို့လို့ဆိုပြီးတော့ပထမတစ်ချိန်နှစ်ချိန်၃၄ချိန်ထိ အမြင့်ငွေတွေထုတ်ပေးလိုက်တယ်နောက်ပြီးတော့နောက်ဆုံးမှတော့ငါဒေါ်လာ1000လောက်စိုက်တာတော့မှဟလာတလားလောက်နဲ့ဒေါ်လာ1000အပြန်ကြေသွားပြီဒေါ်လာ1000ဆိုပို့ရမှာပဲသူဒေါ်လာ1000လောက်ကောက်ထည့်တယ် website ပါပျောက်သွားလိမ့်စာပါဘာပြန်မလာတော့အဲ့ဒါတွေတော်တော်များများကငွေကြီးချမ်းသာသူတွေခုနပြောတဲ့အရာရှိကြီးတွေတော်တော်များများအလိမ်ခံရတယ်ဒါပေမဲ့မပြောရင်ငြိမ်းနေတယ်သူတို့ကလည်းဟိုဘက်လိန်တဲ့ကောင်ကလည်းတိတယ်ဒီကောင်တွေအလိမ်ခံရရင်ပြောရဲမဲ့ကောင်တွေမဟုတ်ဘူးသူကတိတယ်အဲ့ဒါမျိုးတွေအများကြီးဖြစ်နေတယ် ဒါကြောင့်မို့ကျွန်တော်တို့ကအဓိကပြောချင်တာဒီ online နဲ့ပတ်သက်ပြီးတော့အသုံးပြုတဲ့အခါမှာတစ်ကလောဘမကြီးနဲ့ကိုယ်အုံနောက်ကိုအပြည့်ဝအသုံးချအဲ့ဒါအရေးကြီးတယ်အရန်အရေးကြီးတယ်ဒါမှမဟုတ်ရင်ခင်ဗျားတို့အလိန်ခံဖို့များတယ်လို့ကျွန်တော်ဒီလိုပြောချင်တယ်အခုလက်ရှိဒါစင်ကာပူမှာရှိတဲ့စင်ကာပူတန်ယုံကထုတ်ပြန်တယ်ဆိုတာဒါပဲနောက်ဒီဘက်မှာအစိုးရရဲ့ဟုတ်လားထုတ်ပြန်ချက်တွေလိုအပ်တယ်ရန်ဖန်ရန်ကထုတ်ပြန်ချက်တွေခင်ဗျားတို့ကြည့်ပါကြည့်ပါကျွန်တော်ပြောတာဒါအစိုးရအနေနဲ့အာဘလို့ဘလို့ဟိုနေ့ဖြစ်တယ်ဆိုအစိုးရရဲ့တရားဝင် website တွေရှိတယ် နော်တရားဝင် website တွေရှိအဲ့ဒါတွေနဲ့ခင်ဗျားတို့အဓိက confirm လုပ်ပြီးတော့ဟိုလုတ်ကန်ကြပါလို့နော်အဓိကပြောရရင်တော့မြန်မာနိုင်ငံသားတော်တော်များများပါဗျာ identity လိမ်နာရဲ့လူတွေများတယ်အဲ့တော့အဲ့လူတွေကိုနင်းပြီးတော့တစ်ဖက်မှာရှိတဲ့လူတွေကလည်းဟလာပြောရလို့ရှိရင်ဗီဇာရအောင်လုပ်ပေးမယ်ဟိုထိုင်းဆိုရင်တော့ CI ပေါ့ဗျာထိုင်းဆို CI ရအောင်လုပ်ပေးမယ်ဆိုတဲ့ဟာမျိုးလိမ်ကြတယ်အစင်ကာပူဆိုလို့ရှိရင်တချို့ကစင်ကာပူမှာထားပါတော့စင်ကာပူမှာသွားလုပ်လုပ်တယ်နိုင်ငံရေးဘာညာနဲ့ပတ်သက်တဲ့ဟိုပတ်သက်ဒီပတ်သက်ဆိုတော့တန်ယုံမဝင်ရဲရအောင် မဝင်ရဲကြတဲ့ခါကျတော့အဓိကအဖြစ်ပွဲသားတွေကိုတို့ကဘယ်လိုခေါ်မလဲအာကူရတယ်ပွဲသားတွေအာကူရအဲ့တော့ပွဲသားရောင်ဆောင်ပြီးလိန်တယ်အဲ့တော့အလင်ခံရတဲ့လူမှလည်းသူ့ရှင်မှလည်းအားနေချက်ရှိလို့အားလုံး perfect ဖြစ်နေတဲ့လူကိုလာလိန်လို့မရဘူးနော်အဲ့ဒါမျိုးပါအဲ့တော့အဓိကအဖြစ်ကတော့ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေအနေနဲ့ကဟုတ်တယ်တချို့တွေတော်တော်များများအားနေချက်တွေရှိတယ်ဘာကြောင့်လဲဆိုတော့တချို့သူတို့ရှိရင် passport အတုတွေ passport အတုဆိုတာတို့ရဲ့ဟိုတခါမြန်မာနိုင်ငံပြန်လာရင် passport တအုပ်လုပ်တဲ့လူတောင်ရှိတယ်ဆိုတော့အဲ့ဒီလူတွေကတော့တို့ကတန်ယုံနေပါပြီမဝင်ရဲဘူး ဲ့တော့သူတို့ကပွဲစားနဲ့တဆင်လုံးကြတော့သူတို့တွေအလိန်ခံရကြတယ်များတယ်များတယ်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကမြန်မာနိုင်ငံကဝန်တန်းနေလေအဲ့လောက်ဆိုးတဲ့လူတွေမဟုတ်ပါဘူးတချို့ကိစ္စတွေမှာ negotiate လုပ်လို့ရတယ် negotiate ဆိုခင်ဗျားဟိုကျွန်တော်လိန်နာတာကိုကာဝယ်ပေးပါလို့ပြောခိုင်းတာမဟုတ်ဘူးနော်အာကျွန်တော်ဒီလိုလုံးမိသွားတယ်ဗျာကျွန်တော်ဒါလေးတော့အာဒီလိုဟိုနှင်းဖြစ်ပေးပါဆိုဒါမျိုးလေးပေါ့အဲ့ကြတော့ကိုဝန်တန်းနဲ့လုပ်တော့တခါတကြတော့ငွေတော့များများတော့ပို့ပေးရင်ပေးရလိမ့်မယ်ဒါမဲ့အလိန်မခံရဘူးကျွန်တော်ပြောချင်တာအလိန်မခံရဘူးအဲ့တော့ မြန်မာနိုင်ငံမှာရှိတဲ့ဝန်ထမ်းတွေကတော့ negotiate လုပ်လို့ရတယ်ဒါကြောင့်လည်းခုနကကျွန်တော်ပြောသလို password အတုတွေမှတ်ပုံတွေအတုတွေထွက်တာပေါ့တယောက်နဲ့တယောက်အပေးယူတဲ့နေတော့တော့ဟုတ်နေတယ်အပေးယူလည်းမတဲ့လည်းမတဲ့ရောအဲ့မှာကျွန်တော်အလိန်ခံရပါတယ်ဆိုပြီးစောက်ပြဿနာတွေတက်ကုန်ပြဿနာဒါအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကတစ်ကမိမိစိတ်ကလည်းဖြူစင်ရမယ်မိမိ identity တွေကလည်းမှန်ရမယ်အဲ့တော့ဝန်ထမ်းတွေပေါ်မှာလည်းငါမှန်ပြီကွာဆိုပြီးလက်မထောင်ပြီးတော့တချို့ကငါမှန်တယ်ကွာဆိုပြီးလက်မထောင်ပြီးတော့အပေါ်စီးရဝင်နေတယ်ကွာလည်းရှိတယ်အဲ့တော့အဲ့လူတွေကြတော့ဝန်ထမ်းတွေကကောင်းကောင်းပညာပြအောင်တခါတည်းသူ့ရှိမှရှိတဲ့စီးကင်းစီးကင်းနဲ့မငြိမလုပ်ဘူးကွာဆိုပြီးလုပ် ဲ့တော့အဲ့လူကဘာသွားရလဲဆိုတော့နောက်ဆုံးကျတော့ပွဲစားကြီးပြန်သွားရတယ်အဲ့တော့ပွဲစားလိမ်ဂျေသူမေရိုက်နေတာပြဿနာတွေอ่ะဒါကြောင့်မလို့ကျွန်တော်တို့ကအွန်လိုင်းခေတ်ကြီးမှာကျွန်တော်ပြောချင်တာကတော့မှန်မှန်ကန်ကန်ယက်တီကြဖို့လိုတယ်လောဘမကြီးကြဖို့လိုတယ်เนาะတည်င်းအချက်လက်ကိုမှန်မှန်ကန်ကန်စစ်ဆေးနိုင်ဖို့လိုတယ်ဒါအရေးကြီးတယ်ဒါကြောင့်မလို့ဒါတွေတတိထားဖို့လိုတယ်လို့ကျွန်တော်ဒါကြောင့်မလို့ကျွန်တော်ဒီတည်င်းကိုသုံးသက်တာနောက်တစ်ခုကစီရီတည်င်းစီရီတည်င်းကဘာလဲဆိုတော့ကျွန်တော်တို့လက်ရှိအနေအထားမှာ တက်မတော်ကအကင်းပြင်းနေမှာထိုးစစ်တွေအောင်မြင်တယ်ရှမ်းမြောက်ထိုးစစ်တွေအောင်မြင်တယ်နောက်ပြီးကြားပြင်းနေထိုးစစ်တွေအောင်မြင်တယ်ပေါ့နော်ဒီအညာဒေတာမှာဆိုပြီးတော်တော်များများတက်ကတချို့နေရာတော်တော်များများပြန်သိမ်းနေရတွေ့ရတယ်အဲ့ဒီမှာမှာတက်ကတိုက်ရပဲခတ်တာလားမတိုက်ပဲပဲတက်ကအသာလေးစစ်မြူနေရလားမသိအဲ့ဒါမရေယာမရေယာမှာတက်ကတိုက်နေတာတော်တော်ကြာပြီတက်ကသိမ်းလိုက်ဟော PDF ကပြန်သိမ်းလိုက်ပေါ့နော်ဒါမျိုးတွေဖြစ်နေတယ်ဒါပေမဲ့အခုရက်ပိုင်းမှာအခုရက်ပိုင်းဆိုပြီးခဲ့တဲ့နိုင်ပိုင်းလေးတွေကျွန်တော်သတင်းတစ်ခုကြည့်လိုက်တာကမရေယာမှာရှိတဲ့ ဒေတာအတော်များများကိုတက်ကပြန်သိမ်းနေဆိုတဲ့တည်းအဲ့မှာသူရေးထားတာကဘာလို့လဲဆိုတော့မန်လေးတိုင်းမရရမြို့နယ်ရှေ့ချမ်းနဲ့အနောက်ချမ်းက PDF စုံမိုးနေမြေတွေကိုတက်မတော်ကပြန်လည်သိမ်းယူရလို့ဒေတာကန်အကြမ်းဖက် PDF အဖွဲ့တွေကပြောတယ်တဲ့မြင်းညာခရိုင်တစ်ခုလုံးကိုလည်းစစ်တပ်ကဖိအားပေးတိုက်ခိုက်နေပြီးတော့တဲ့ရွေးကောက်ပွဲအမိနေမြေထိန်းချုပ်ဖို့စ조사နေတယ်တဲ့ဒါတော့ပြည်ပြင်းမီဒီယာမှာရေးထားတာနော်သူရေးထားတဲ့တည်းကတချို့လုံကောက်လေးကျွန်တော်သုံးသပ်ပြမယ်မရရမြို့နယ်က PDF စုံမိုးနေမြေအများစုကို စစ်တပ်ကအော်တိုဘားလာထဲမှာပြန်သိမ်းယူခဲ့တာပါတဲ့မရီယာနယ်မှာ908တပ်ရင်းကစစ်ကြောင်းတွေခွဲပြီးအဓိက ထိုးစစ်ဆင်နေတာမှာတဲ့လက်တလောမရီယာနယ်အနောက်ဘက်ချမ်း AR မြစ်ကမ်းဘေးရွာတွေဖြစ်တဲ့ဥဒိန်မွေကရိုးစိတ်မွေပသိမ်းမွေတဲအုပ်ရွာသစ်စတဲ့ရွာတွေမှာစစ်ကြောင်းတွေရှိနေလို့ဒေသခံအဖွဲ့တွေကပြောတယ်တဲ့စစ်ကြောင်းတွေဝင်တဲ့လမ်းတစ်လျှောက်မှာရွာသားတွေကိုဟလာဒါတော့သူတို့ပြေးတော့ရေးတော့ဗျာသူတို့သူတို့အာဘော်အတိုင်းရေးတာပေါ့နော် ရွာသားတွေဖမ်းဆီးရတော့ထပ်ပြေးတွေပြစ်တာရတာလောက်တယ်ဆိုပြီးသူရေးတာပေါ့နော်ဒေသတိုင်းတွေကိုစစ်တပ်တို့ကတော့ထွက်ပြေးစီခြင်းနဲ့ဘက်ကိုလမ်းကြောင်းပေးပြီးချင်းချောင်းဖြစ်ခဲ့တာကြီးလည်းပြစ်လို့ခဲ့တယ်တဲ့ကျွန်တော်အဲ့နေရာလေးကိုလုံောက်လေးလုံးချင်တာလုံောက်လေးလုံးရပါလဲဆိုတော့နှစ်ချက်ပေါ့ဗျာဒီနေရာမှာဒီမရရဒေသကိုတက်ကပြန်သိမ်းနေပြန်ပြီးတော့ထိုးစစ်ဆင်ပြီးတော့အခုလက်ရှိခြေချောင်းတွေထိုးပြီးပြန်သိမ်းနေတယ်အဲ့ဒီမှာမှဒီပြည်ပြင်းမီဒီယာတွေမှာပါ ရေးစားတာကနော် ေသခံတွေကိုစစ်တပ်ကသူတို့ထွက်ပြေးစီခြင်းတဲ့ဘက်ကိုလမ်းကြောင်းပေးပြီးတော့ချင်းကြောက်ပစ်ခတ်တာတွေပြုလုပ်တယ်ဆိုတာအဓိကအားဖြင့်တော့ဗာလဲဆိုတော့တက်မတော်ကတာမန်ပြည်သူတွေထိမှဆိုလို့ပထမဆုံးဝန်နီရှုခေါ်တာပေါ့နော်ဝန်နီရှုကနေပြီးတော့ပြည်သူတွေထွက်ပြေးပြီးထွက်ပြေးအောင်ပေါ့ဗျာလုပ်တယ်ပြီးတော့မှတိုက်ပွဲတွေလုပ်တယ်ဆိုတာမျိုးဒီဒီစာသားလေးနှစ်ချောင်းကဒီမှာဒါလာပြီးတော့ပေါ်လွင်တယ်ဒါပေမဲ့တစ်ဖက်မှာရှိတဲ့သတင်းဌာနတွေကသူတို့ရေးသားကတော့ဟာစစ်တပ်ကသူတို့ပြေးခြင်းတဲ့ဘက်ကို ရွာသားတွေပြေးစီခြင်းနဲ့ရွာသားတွေကိုစစ်တပ်ကပြေးစီခြင်းနဲ့ဘက်ကိုပြေးအောင်တနက်နဲ့6ကတ်6လမ်းပြစ်ခတ်တယ်ပါရလားမဟုတ်ဘူးစစ်တပ်ကဒါပြောရရင် rule engagement အတိုင်းလုပ်တာနော်တာမန်အယက်သားတွေကတာမန်အယက်သားတွေနဲ့ဒီအကြပ်အုပ်စုတွေကလာပြီးတော့အတူလာနေထိုင်နေရဆိုတာကိုတက်ကသိတယ်သိတဲ့အတွက်ဒီနေရာမှာစစ်ဖြစ်တော့မယ်နော်တာမန်အယက်သားတွေပြေးကြပါဆိုပြီးတော့တက်က6လမ်းပြစ်ခတ်ပေးတဲ့သဘောဒီနေရာမှာကျွန်တော်ဒီလိုသုံးသပ်လို့ရတယ် ဒါပေမဲ့တစ်ဖက်ကမီဒီယာတွေဖြစ်တဲ့အတွက်သူတို့ကတော့စစ်တပ်ကိုဘလောက်ပဲကောင်းကောင်းအကောင်းကြီးမှမဟုတ်ဘူးเนาะအကောင်းကြီးမှမဟုတ်အဲ့တော့တိုက်ပွဲမဖြစ်ခင်မှာတက်မတော်အနေနဲ့အခုလို6လမ်းပြစ်ခတ်ပေးတဲ့အတွက်ရွာသားတွေအနေနဲ့တိုက်ပွဲကနေပြီးတော့အမြန်ဆုံးလွတ်အောင်ရှောင်လို့ရတယ်ဒါကပြောရရင်တက်မတော်အနေနဲ့ရွာသားတွေကိုဒါကတက်မတော်အနေနဲ့ ဒေသခံတွေကိုမထိကိုက်မနာကျင်စေခြင်းလို့ warning shoot လုပ်တယ်လို့ကျွန်တော်ဒီစာကြောင်းကိုကျွန်တော်ဒီလိုသုံးသပ်ချင်တာနော်ဒီလိုကဒီလိုရက်ဟာရွေးကောက်ပွဲအတွက်ရည်ရွယ်ချက်ရှိရှိနည်းမြေချဲ့ပြီးတော့ပြည်သူတွေကိုသူတို့ ပိုင်နှက်ဘက်လှည့်ယူနေတဲ့သဘောတက်ရောက်နေရလို့မရရာ PDF တွေကပြောတယ်တဲ့စစ်မျက်နှာပြင်ကတော့ဆယ်တော်တမန်ကြီးကနေလွတ်လာတဲ့ချောင်းရဲ့တောင်ဘက်အကုံလုံးကစစ်မျက်နှာပြင်ဖြစ်နေရတဲ့ AR မြင့်ရဲ့အရှိတ်ဘက်ချမ်း ချောင်းမကြီးရဲ့တောင်ဘက်ခြမ်းအကုန်လုံးကမရရမျိုးပက်လယ်မှာစစ်မျက်နှာပြင်ပုံစံဖြစ်နေတယ်တဲ့စစ်ကြောင်းတွေကလည်းမြစ်ကမ်းဘေးမှာတွေရောချောင်းဘေးပက်လယ်မှာတွေရောအကုန်လုံးရှိနေတယ်တဲ့ကျွန်တော်တို့မရရမြေအရှိမြောက်ဘက်ခြမ်းနဲ့မရရနယ်အရှိဘက်ခြမ်းကတော်တော်များများကိုစစ်တပ်ဘက်ကိုပေးလိုက်ရတဲ့နေမီတော်တော်များများရှိနေတယ်တဲ့မရရနယ်နောက်ဘက်တစ်ခြမ်းလုံးရဲ့ရှေ့ခြမ်းတစ်ခြမ်းလုံးရဲ့မရရအရှိဘက်အနောက်ဘက်တွေအကုန်လုံးနှီးပါပေးလိုက်ရတယ်တဲ့နေမီတွေပေးလိုက်ရတော့နှမျောတာဗောတဲ့ တော်လိုင်းရင်နေမီတွေရအောင်ကျွန်တော်တို့အသက်တွေချွေးနေနဲ့ရင်းနှီးပြီးတော့ရယူထားတဲ့နေမီတွေဒီတိုင်းပြန်ပြေးလိုက်ဘာညာသေးသူတို့ဒီလိုရေးထားတာပြောရလို့ရှိရင်ကျွန်တော်ကခုနပြောသလိုပေါ့နော်ဒီမှာကျွန်တော်နှစ်ချက်ပဲသုံးသပ်ချင်တယ်ဆိုတာတမလို့အနေနဲ့ဒီမရယာကတော်တော်လေးတိုက်ရခက်တယ်လို့ကျွန်တော်သုံးသပ်တယ်ဗျမရယာစစ်ပွဲကအမြဲတမ်းကျွန်တော်တို့ကတက်ကထိုးသစ်စင်မီရေးဆိုဒီမရယာကသူတိုက်ကိုတိုက်ဟလာဘလို့ကသူစုပ်ကိုစုပ်ပေါ့ဗျာတခါကျရင်ဒီ PDF တွေထွက်ပြေးတာရှိတယ်တခါကျရင်တက်ကပြန်စုပ်လာတာရှိတယ်ပေါ့နော်ဒါမျိုးတွေရှိတယ်ဒါပေမဲ့လက်ရှိအနေထားမှာတော့တက်ကတအီးနေပေါ့နော်ဒီမိရထားလွန်းထိုးသလို ဆုတ်လိုက်ပြီးရင်အ၄၅၆၄၅600တင်းလိုက်ပြီးရင်တရွာလောက်ပြန်ဆုတ်ပေးလိုက်ဒါမျိုးတက်ကတိုက်လာတွေ့ရအခုတော့ဒီကောင်နေဒီပြည်ပြည်မီဒီယာတွေဘက်မှာကိုနိုင်ကရေးထားတာတော့ဒီမီဒီယာနယ်ရဲ့တော်တော်များများကိုတက်ကစစ်ကြောင်းထိုးပြီးတော့ပြန်သိမ့်ပိုက်ထားဆိုရဟာအဲ့လုံကောက်တစ်ခုရတယ်နောက်တစ်ခုကတော့ဒီဟာလာရွာသူရွာသားတွေက PDF တွေနဲ့အတူလိုက်မပြေးဘဲနဲ့တက်မတော်ရှိတဲ့ဘက်ကိုပြေးလာတယ်ဆိုရက်တရင်စကားတစ်ခုလည်းကျွန်တော်ဒီမှာရတယ်။ဘာကြောင့်လဲဆိုတော့ဒီဟာလာဒီသူတို့ ဒေသခံရွာသားကိုနိုင်ပြောထားတာကစစ်တပ်ကအဲ့ပြည်သူတွေကိုသူတို့ဘက်ကိုပြေးစေခြင်းလို့ပေါ့ဗျာအဲ့သူတို့ဘက်ကိုပြေးစေခြင်းလို့၆လမ်းပစ်ခတ်တာတော့သူတို့ဘက်ကိုပြည်သူတွေပြေးအောင်၆လမ်းပစ်ခတ်တယ်ဆိုတာဒါမျိုးရေးထားတာနော်အဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေအထားမှာဒီမန္တလေးပတ်ချလဲမှာရှိတဲ့အဓိကမရေယာပတ်ချလဲမှာရှိတဲ့ဒီ PDF အုပ်စုတွေလည်းတကယ်ကိုအရှုံးကြီးရှုံးနေပြီလို့ကျွန်တော်တို့ဒီလိုသုံးသပ်လို့ရတော့နော်ဒီသတင်းမှာဒီလိုသုံးသပ်လို့ရတယ်။ဒါမှမဟုတ်တက်မလို့အနေနဲ့ကတော့လက်ရှိအနေအထားမှာဟုတ်လားဟိုပြောရလို့ရှိရင်တော့အရင်လိုမျိုး ဟိုဘယ်လိုခေါ်မလဲစကားပြောနေတဲ့အချိန်မဟုတ်တော့ဘူးစကားပြောရမယ့်အချိန်မဟုတ်တော့ဘူးဒီချိန်ကလက်တွေ့လုပ်ရမယ့်အချိန်ဖြစ်တဲ့အတွက်လက်တွေ့လုပ်ပြနေတာဖြစ်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်လို့ရတယ်ဒီလိုမျိုးသုံးသပ်လို့ရတယ်เนาะဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာဒီရှမ်းမြောက်မှာဆိုလို့ရှိရင်လဲတော်တော်များများကအောင်မြင်ချက်လာပြောရရင်ဟိုနေ့စဉ်အောင်မြင်ချက်နေတဲ့သဘောရှိတယ်အဲ့တော့ဒီဘက်မှာဟာလာဒီအညာဒေသမှာဆိုလဲတူရပြီးတူရတက်ကသိနေတယ်ပြီးခဲ့တဲ့ကျွန်တော်သတင်းတွေဖတ်ရတာဆိုလို့ရှိရင်သတင်းတပုတ်မှာဆိုလို့ရှိရင်ဗာရေးထားလဲဆိုတော့ ရခိုင်ကိုလည်းရေတပ်အင်အားတွေချဲ့နေတာကျွန်တော်တို့တွေ့ရတယ်ရေတပ်အင်အားတွေချဲ့နေတယ်အဲ့တော့အဓိကအဖြစ်တော့တပ်အနေနဲ့နေရာဒေသဆင်းမျက်နှာပြင်တော်တော်များများမှာအောင်မြေတွေချဲ့နေတယ်လို့เนาะကျွန်တော်တို့ဒီတည်င်းကိုဖတ်ချင်းအဖြစ်ကျွန်တော်တို့ဒီလိုသုံးသက်ရတယ်လို့เนาะကျွန်တော်ဒါကိုသုံးသက်ချင်တာဒါကိုသုံးသက်ချင်တာအော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဗျာဒါရည်လဲရည်ရတယ်ရွေးကောက်ပွဲဝင်မဲ့အမျိုးသမီးကိုသူ့ယောက်ျားကနေရွေးကောက်ပွဲမဝင်မှုရိုက်နှက်တားဆီးတာပေါ့ဗျာ ရိုက်နဲ့သားစီးတာအဲ့ဒါတည်င်းတပုတ်ဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တည်င်းကိုအရင်ဖတ်ပြမယ်ပြီးရင်ကျွန်တော်နည်းနည်းသုံးသပ်မယ်ရွေးကောက်ပွဲဝင်မဲ့ဇနီးဖြစ်သူကိုတဲ့ရွေးကောက်ပွဲမဝင်ဘူးရိုက်နဲ့ချင်းကြောက်တဲ့ခမုံးဖြစ်သူအဖမ်းခံထားရတဲ့ရောင်ဝတိုင်းဒေသကြီးတိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ်မှာတဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ဇနီးပြည်သူအပေါ်ရွေးကောက်ပွဲမဝင်ဘူးရိုက်နဲ့ချင်းကြောက်တဲ့ခမုံးဖြစ်သူကိုဒေသအာနာပိုင်တွေကဖမ်းဆီးအရေးယူထားတယ်လို့အဲ့ဒီဒေသခံတွေကသိရတယ်တဲ့ဖမ်းဆီးခံရသူတိုက်ကြီးမြို့နယ်အုတ်ကံမြို့ အုံးပင်စုကျေးရွာမှာနေထိုင်တဲ့ဥကျော်လင်းထွန်းခေါ်ဂနန်းဆိုသူဖြစ်တယ်လို့သိရပြီးသူ့ကိုအော်တိုဘာ18ရက်နေ့ကဖမ်းဆီးအေးအေးယူထားလို့ဆိုတယ်တဲ့သူဟာဇနီးဖြစ်တဲ့တိုင်းရင်းသားစီလုံးညွညွရေးပါတီပေါ့တာဆာညာပါတီမှာဒါတနာမေးပါကျွန်တော်ပြောလိုက်ပါမယ်နော်ဒါလည်းအားလုံးသိနေပြီဒေါ်လေးလေးမြင့်ဆိုသူကိုရွေးကောက်ပွဲဝင်မပြိုင်ဘူးရိုက်နှက်ပြောဆိုတဲ့အပြင်ဝင်ပြိုင်ရင်တက်ပြစ်မယ်ဆိုတဲ့အထိချိန်ကြောက်ခဲ့တာလို့လည်းဆိုထားပါတယ်တဲ့လက်ရှိမှာတော့ကျော်လင်းထွန်းကဂနန်းဆိုသူကိုအုတ်ကန်နေမြေရဲစခန်းကပ လေကိုမြင်းဆောင်နှစ်သုံးညာနှစ်ငါပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှန်24ကနဲ့အမှုပွင့်အရေးထားလို့သိရတယ်ဆိုဒီတင်မရေးထားတာဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကိုယ်စလဲလောင်းနေရတယ်ကျွန်တော်တို့ကြားနေရတယ်ကျွန်တော်ဒါကထည့်ပြီးမပြောလို့လားဗျာကျွန်တော်ကပြောလဲပြောနေတာဗောနော်ဒါလူတွေလည်းသိမှာပါတချို့ဆိုလို့ရှိရင်ကိုယ်စလဲလောင်းနေရဘလောက်အထိတချို့ကိုယ်စလဲလောင်းနေစီးပွားဖြစ်လဲဆိုလို့ရှိရင်သူတို့ကပါတီရွေးတယ် ါတီလိုက်ရွေးတယ်ဘယ်ပါတီကကိုယ်စင်လောင်းတဲ့ငွေဘယ်လောက်ထုတ်ပေးလဲဘာလို့လဲတချို့ပါတီကတော့မထုတ်ပေးနိုင်တချို့ပါတီကတော့ကိုယ်ပဆန်ကိုကိုယ်ပဆန်ကိုရှာပြီးတော့အဲရွေးကောက်ဘွဲအသုံးသိအသုံးရပါလို့ပြောတယ်ဒါပေမဲ့တချို့ပါတီတွေကကြတော့ရွေးကောက်ဘွဲအသုံးသိဒီလောက်ဒီလောက်ထုတ်ပေးမယ်ဆိုပြီးတော့သူကပြောတာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်2020မှာကျွန်တော်အဲပါတီကြီးတစ်ခုကလူတယောက်နဲ့ကျွန်တော်တွေ့ဘူးတယ်သူကလည်းအဲ့လိုထားပါတော့ဗျာသူပါတီမဲဆွဲတယ် မဲဆွဲတဲ့အချိန်မှာ तू ကအဲ့လိုသူပါတီအင်ဂျီတွေပေးတာပေါ့နော်ပြီးတော့ကျွန်တော်ကိုလည်းလာပေးတယ်ရော့ဆိုအင်ဂျီပေးတယ်ပေးလဲပေးရောကျွန်တော်ကနေပြောတယ်အကိုအကိုကိုရန်တော်ဒီအင်ဂျီမဟုတ်ရဲပဲနဲ့အကိုဘာလို့ကျွန်တော်ကိုလာပေးရလဲအကိုကိုရန်အရင်ဝတ်ပြလေးဆိုမဟုတ်ဘူးပြတယ်ကျွန်တော်ကတိုက်ပုံဝတ်ထားလို့ပါတယ် तू ကဒီလိုပြောတယ်ဒီလိုပြောတယ်တိုက်ပုံအနေဟိုဘာအမဲကြီးဝတ်ထားတာပေါ့နော် तू ကအဲ့ချိန်မှာနောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီပါတီရပဲ तू ကဘာလဲဆိုတော့ဒီဒီပါတီမှာတချို့တော်တော်များများကအဲ့ဒီပါတီကြီးတခုမှာတချို့တော်တော်များများကိုယ်စားလှယ်တွေကတယောက်တော့အပြိုင်ဆိုင်ဝင်ကြတယ် အဲ့တို့ကမေးရောခမရပြလို့ဘာလို့ဒီဟိုပြိုင်ဆိုင်ဝင်တာဆိုမဟုတ်ဘူးပြရတယ်ကိုမင်းရတယ်ကျွန်တော်တို့ကတို့တော့ရွေးကောက်ပွဲစည်းကိုတို့အကုန်မသုံးဘူးဒါပေမဲ့အကုန်ပြမယ်ဟိုတို့ထားပါတော့ပြရွေးကောက်ပွဲစည်းတင်း300ပေးတယ်ဆိုရင်ဒီတင်း300ကတခါတည်းအပြီးပြမှာနိုင်ရင်အမြန်ရှုံးရင်တင်း300အိတ်သေးအရောက်တို့ဒါမျိုးလုပ်တာပြောရရင်တော့ဘယ်လိုခေါ်မလဲဒီကိုယ်စလဲဈေးခွက်ကြီးဖြစ်နေတာပေါ့နော်ကိုယ်စလဲဈေးခွက်ကြီးဖြစ်နေတာတိလား2020တုန်းကကျွန်တော်ကအဲ့ဒါကိုတော်တော်လေး ဟိုထဲထဲဝင်သိလိုက်တာဗောနထဲဝင်သိလိုက်တယ်အခုအခုကြတော့လဲကျွန်တော်အဲ့လိုဗောကိုစလေနဲ့လိုက်ပြီးတော့စကားပြောပါညာအလို့အလို့အကြောင်းအလို့ပြောတာဗောစကားကလေအလို့ပြောတဲ့ခါမှာတချို့ကတော့တကယ်နိုင်ငံရေးစိတ်ရှိလို့အဲတို့တို့ချစ်တဲ့ပါတီကတို့တကယ်ထောက်ခံလေးစားတဲ့ပါတီကနေဝင်လာရှိတယ်လို့တချို့ကတော့မဟုတ်ဘူးနိုင်ရင်တွတ်တော်ရဲရောက်မယ်အမြဲရှုံးရင်ဒီစရိတ်ကအိတ်ထဲရောက်မယ်ဘာလို့တချို့ပါတီကြီးတွေကရွေးကောက်ပွဲစရိတ်ကိုတို့ကထုတ်ပေးတာဟုတ်တို့ကထုတ်ပေးဥပမာပြအခုဆိုရင်ဟလာတချို့ အဲဟိုဘာလဲကျွန်တော်တို့အမျိုးသားလွတ်တော်ထင်တယ်အမျိုးသားလွတ်တော်ဆိုလို့ရှိရင်အမျိုးသားလွတ်တော်ဝင်ပြိုင်မယ်ဆိုရင်300တတ်မှတ်လိုက်တယ်အဲကျွန်တော်ဟိုတိုင်းဒေသကြီးဆိုရင်ကျွန်တော်ထင်တယ်350လမ်းတတ်မှတ်လိုက်တယ်အဲ့တော့တချို့ပါတီကြီးတွေကတို့ဒါမဲ့ကိုယ်တည်းလောင်းရွေးချယ်တာတော့ရှိတော့ရှိတာပေါ့ဒါမဲ့ကိုယ်တည်းလောင်းပြရွေးချယ်ရခံရပြီဆိုရင်သူတို့ပတ်စံထုတ်ပေးတာသူတို့ပတ်စံထုတ်ပေးလိုက်လို့ရှိရင်အဲ့တော့ကိုယ်တည်းလောင်းဖြစ်တဲ့ကောင်ကနိုင်ငင်းရှုံးချယ်ကသူကအဓိကမဟုတ်ဘူးနိုင်ငင်းရှုံးချင်းကတော့ထားလိုက်ဒါကတော့ဟိုသူ့အတွက်တိတ်အေးမကြီးဘူးသူ့အတွက် အရင်ဆုံးကငွေ3300ပေါ်သွားပြီငွေ3300ပေါ်သွားပြီအဲ့ဒီမှာမှတခြားဘာရဈေးလေးတွေထုတ်တာဘာညာနဲ့ဆိုရင်3500လောက်တော့တို့ကငွေပေါ်သွားပြီဟဲ့အဲ့အဲ့ဈေးဘက်ကလည်းတခုရှိနေတယ်ဒါလည်းတခုရှိနေဒါလည်းပြောရလို့ရှိရင်တော့ဟိုတချို့သတင်းသမားတွေတော်များများလည်းသိကြပါတယ်เนาะဒီဒီလိုမျိုးပေါ့เนาะအဲ့လိုမရှိဘူးဒါကြောင့်မလို့ဒီကလည်းကျွန်တော်ထင်တာကတော့သူ့ယောက်ျားအနေနဲ့ဘာကြောင့်ပြန်အဝင်ပြိုင်မခံစေမခံတာလဲဒါမှမဟုတ်လို့ရှိရင်လည်းဟမ်ဒီပါတီက ဥပမာပြောပြတာနော်ဥပမာပြောပြတာဟာနင်းဒီအဖြူပါတီကနင်းသိန်း200ပဲရမှာဝင်ပြိုင်ရင်ဟိုဘက်ကဟာလာအနက်ပါတီဆိုလို့ရှိရင်သိန်း900ရမှာနင်းအနက်ပါတီကသွားပြိုင်မလားဒီလောက်အသုံးမကျတဲ့မိန်းမဆိုပြီးရိုက်တာများလားဒါမှမဟုတ်လို့ရှိရင်လဲအာဒီဟာလာရွေးကောက်ဘက်မှာဝင်ပြိုင်တဲ့လူတွေကို PDF တွေအချင်းချောင်းနေတာနင်းမသိဘူးလားဆိုပြီးရိုက်တာများလားဒါတော့ဒီယောက်ျားပဲဒီမောင်ကနန်းပဲတိမှာပေါ့နော်သူပဲတိမှာပေါ့အဲ့တော့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ ဟိုရွေးကောက်ပွဲကနီးပြီဖြစ်တဲ့အတွက်ဟိုသူ့အနေနဲ့သူတော့ဟိုလှုပ်လှုပ်ရွရွတော့ရှိကြပါတယ်ဟိုဒီလောက်ကြီးငြိမ်နေတာကြီးတော့မဟုတ်ပါဘူးเนาะဟိုတချို့ကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အာ online မှာသာလှုပ်ရွဖြစ်နေတာမြေပြင်မှာဘာမှမရှိတာမဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်တော်တို့သိတယ်အဓိကအပြင်မြေပြင်မှာလည်းရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တီတိုတီတိုလက်ဖက်ရည်ဆိုင်လေးတွေပါလေးတွေစမှာတော့စကားလေးတွေတော့ပြောရဆိုကြတာတွေရှိပါတယ်ဒါတော့ညင်းလို့မရဘူးကျွန်တော်တို့ဒါကတော့အတန်တွေလဲကြားလို့တချို့နေရာတွေမှာဆိုကျွန်တော်တို့ကိုယ်တိုင်တော့ဝင်ထိုင်ပြီးတော့အဲညင်းညခုံကြတာမျိုးတွေ ်ရင်လုတ်တဲ့နေရာတောင်ရှိပါတယ်အဲ့တော့ရွေးကောက်ပွဲကတော့တော်တော်လေးတော့ရွေးကောက်ပွဲအတွက်တော့စိတ်ဝင်စားမှုကြီးမှန်တယ်2020လောက်မရှိဘူးဆိုတော့မှန်တယ်ဒါကျွန်တော်ညင်းလို့မရဘူးဒါပေမဲ့လက်ရှိအခြေအနေအရမှာရွေးကောက်ပွဲကိုစိတ်ဝင်စားမှုကတော်တော်ရှိတယ်လို့ကျွန်တော်ပြောရမယ်လက်ရှိအခြေအနေအတိုင်းဘုံတော့နော်လက်ရှိအခြေအနေလောက်တစ်ဖက်ကအကြမ်းဖက်အုပ်စုတွေကချိန်ကြောက်ထားတာတော့ဟိုပါတီတွေတော်တော်များများကသူတို့ရနိုင်တဲ့ဘက်ကရတယ်လို့မဲဆွဲတာဒီစီယုံတာဒီလှုံ့ဆော်တာဒီလုပ်နေကြတယ်။တော့ပြည်သူလူထုဘက်ကလည်း ဘယ်ပါတီကိုမဲပေးမဲဘယ်ပါတီကတော့မဲမပေးဘူးစသည်အားဖြင့်သူတို့ကသူတောင်းတောင်းအငင်းခုံလေးလုံနေရရှိတယ်ရှိတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုစိတ်ဝင်စားမှုရှိတယ်မရှိဘူးဆိုတာလည်းကဒါပေမဲ့တခုရှိတာကတော့ဗျာကျွန်တော်ခုနပြောသူ2020လို့မရှိဘူးတစ်ဖက်မှာချင်းချောင်းမှုတွေရှိနေလို့တချို့ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲမဲဆင်းသွားကြည့်တာမှန်တယ်တချို့မိသားစုတွေလာမကြည့်ရဲတာလာမကြည့်တာမဟုတ်လာမကြည့်ရဲတာတချို့တွေကိုကြည့်ခိုင်းလိုက်တယ်အဲ့ဒါကျွန်တော်လည်းသိတဲ့ရာဝတ္တရတို့ပါလို့ဆိုလို့ရှိရင်သူတို့ကမဲဆင်းသွားကြည့်ပြီးတော့အိမ်တွေကိုပြန်ပြန်ပြောရတာရာဝတ္တရသွားကြည့်ပေးရတယ် ရောက်တာပြီးလို့ရှိရင်ဘာလို့လဲသူတို့ယာဝတာတို့ကြီးရောအုပ်ချုပ်ရေးမှုလို့ဆိုတာသူတို့ရွာတွေကြီးရွာတွေနဲ့မရင်းနှီးကြတာကိုရင်းနှီးကြတဲ့အတွက်ကဲဟိငါငါဟာလေးသွားကြည့်ပြငါလာမကြည့်ရဲဘူးသွားကြည့်ပေးပါဆိုသူသွားသူတို့ကကြည့်ပေးတယ်ပါလာပါတယ်မပါသေးဘူးတော့လုံးမဲစင်းလုံးတို့ကြောင့်ရုပ်ောက်ပဲနေမှာထဲချင်မှာဆိုပြီးမရအောင်ဆိုသူတို့ဟာဒါသူတို့ဟာနဲ့သူတို့အပြန်လုံးအဲဒီလိုမျိုးလေးတီရိုတီရိုလေးတော့လုံနေကြတာရှိတယ်နော်ဒါကတော့ကျွန်တော်တို့ညင်းလို့မရအောင်တီရိုတီရိုလေးလုံနေကြတယ်ဒါကတော့ပါတီတွေဘလို့မဲဆွဲကြမလဲဒီရွေးကောက်ပွဲရုံလုံးရုံကြွလာရုံကြွလာအောင် ပါတီတွေဘလို့ဆွမ်းဆောင်မလဲဆိုတဲ့ဘောကအဓိကမူတည်တယ်။မှန်တယ်တချို့ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းနေရတက်ကြွပါပဲ။ပါတီတွေကငြိမ်နေတာတွေရှိတယ်။တချို့ကြတော့လေကိုယ်ငွေကိုစိုက်ပြီးလိုရတဲ့အတွက်တပိုင်းတနိုင်လုံနေရတာတွေရှိတယ်။တချို့ပါတီကြီးတွေကတော့လူအားငွေအားတတ်နိုင်ပေမဲ့အက်တီလောက်ကြီးတကယ်ဟိုထဲထဲဝင်ဝင်ကြီးမလုပ်တာတွေ့ရတယ်။နော်တွေ့ရတယ်။ဒါတွေကလည်းပြောရအောင်နော်ဒီလက်ရှိအခြေအနေအရပေါ့နော်နိုင်ငံရေးစီးပွားရေးအခြေအနေအရတော့ဒီရွေးကောက်ပွဲဟာ ိုအုံးကြက်ကြက်မဖြစ်ပြင်မဲ့ဟိုအုပ်အုပ်လေးတော့သွားနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ချင်တာเนาะဒီလိုသုံးသပ်ချင်တာဒါပေမဲ့အဲ့လိုပေါ့ရွေးကောက်ပွဲမဲဥမာမဲဆွဲလို့ရပြီ28ရက်နေပေါ့နော်အခုဒီလ28ရက်နေနောက်ပိုင်းကိုကျွန်တော်တို့ကြည့်ရမယ်ကျွန်တော်ထင်ပါတယ်တကယ်ကိုရွေးကောက်ပွဲကအုံးကြက်ကြက်နဲ့ဖြစ်လာပါလိမ့်မယ်လို့เนาะကျွန်တော်ဒီလိုသုံးသပ်ချင်ပါတယ်เนาะ